မင်္ဂလာပါချစ်မိတ်ဆွေများဒါ၁၀ရက်၁၇လ2025မနေ့ညနေ၄နာရီခွဲ၄နာရီခွဲအတွက်ကိုကျွန်တော်ဖိုင်လေးနှစ်ဖိုင်နဲ့ပြပေးပါမယ်ဖိုင်လေးနှစ်ဖိုင်ဖိုင်လေးနှစ်ဖိုင်ကိုဖြစ်စဉ်ကတူလို့ပါဟုတ်ပြီလားဖိုင်လေးနှစ်ဖိုင် ပြတာပြခြင်းကကျွန်တော်ဖြစ်စဉ်နှစ်ခုတစ်ခုတည်းနဲ့ပြတော့ရင်ရှုပ်တော့မှာဆိုလို့နှစ်ဖိုင်နဲ့ခွဲပြထားပါတယ်တဖိုင်နဲ့လှုပ်တော့ရင်ဆိုချစ်မိတ်ဆွေတို့ခဏနေရရှုပ်တော့

ခွင်ရတဲ့ရနေ့ရခွင်တက်လေး sorry ခွင်တက်လေးပေါင်းရင်ခွင်တက်လေးပေါင်းရင်ဘလားတော့ခွင်တက်လေးပေါင်းရင်နှစ်ပါခွင်တက်လေးပေါင်းရင်နှစ်လို့ရိုက်တယ်နှစ်ပါวะဒါဆိုရင်ခွင်လို့ရိုက်မလားတုံညငါနှစ်တုံညငါနှစ်ပေါင်းရင်ခွင်ပါ ဒါခွင်တက်လေးပေါင်းရင်နှစ်မလို့နှစ်ပါဝါခွင်တုံညာငါးနှစ်ခွင်လို့ရိုက်မှလားရိုက်တယ်ဟုတ်ပြီနော်အာခွင်လို့ရိုက်တယ်နောက်တစ်ခုကြည့်ရအောင် 266ပေါင်းရင်4ပါ266ပေါင်းရင်4လေးလို့ရိုက်တယ်266ပေါင်းရင်4ဒါတော့ကခွင်း1 4ပေါင်းရင်2မလို့2ပါဝါခွင်းလို့ပေးတယ်လားဒါဆိုရင်266ပေါင်းရင်4 4လေးပါဝါ9ကဲ9လို့ပေးရတာကြည့်အောင်1တုံညာ8ဟောဒါလည်းပဲ1တုံညာ8ပေါင်းရင်9 9လို့ရိုက်ပါတယ်

ငါတစ်တစ်ပေါင်းခြင်းဘလတော်ခွန်းမှာငါတစ်တစ်ပေါင်းခြင်းခွန်းခွန်းဘဝနှစ်ငါတစ်တစ်ပေါင်းခြင်းခွန်းမလို့ခွန်းဘဝနှစ်လို့ပြီးမှလားခွန်းဘဝနှစ်ခွန်းဘဝနှစ်လို့ရိုက်မှဆိုရင်ဘာရှိတာတုံညာတစ်ခံတာဒါဆိုရင်တစ်တစ်ပိတ်ဟုတ်ပြီနော်တစ်ပိတ်လို့ရှိတယ် kumbawa ti so yin ta kumbawa ni so yin ti bai okay အဲ့ဒါကတော့တစ်ပိတ်လို့ရှိတဲ့ကနလိုင်းတစ်ပိတ်တစ်ပိတ်လိုင်းဒါတစ်ပိတ်လိုင်းရှိတယ်နော်ဒါတစ်ပိတ်လိုင်းကျွန်တော်ပြပေးတယ်ဒါတစ်ပိတ်လိုင်းမှာဒါတစ်ပိတ်လိုင်း တပိတ်လိုက်နဲ့အခုတစ်ခုပြပြီးခင်နောက်တစ်ခုကြည့်အောင်နောက်တစ်ခုချက်သူက6မှုလို့ ရှေ့တုံညာ6လို့ရိုက်တာလားဒီက6မလို့ရှေ့ရှေ့တုံညာပေါင်းရင်6 6ပါဝါ6လို့လည်းပြောလို့ရတယ်6ပါဝါ1လို့6ပါဝါ1လို့ခေါ်ရင်ရှေ့ရှေ့5ဒါ5ထက်ဒါဆိုရင်5တုံညာချင်းလို့လည်းခေါ်လို့ရပါတယ်5တုံညာ1ချင်းလို့လည်း ေါ်လို့ရတယ်ဟုတ်တယ်နော်တရား6မို့လို့6သူ6လို့ရိုက်တယ်လားဒါမှမဟုတ်တရား5ဆိုရင်6ဘဝတင့်နဲ့ရိုက်ရင်5ဘိတ်၃ညာဘိတ်အဲ့လိုရှိတယ်နော်ကဲနောက်တစ်ခုကြည့်အောင်ဒီမနစ်ဒီမနစ်အဲ့ရနစ်ဆိုကြစိုးစိုးရလို့ပဲသူက6သူ6လို့သူကပြေးမလားဒါစနစ်ဒီမနစ်နှစ်သူနှစ်လို့သူကြမပေးဘူး နှစ်ပါဝါခွင်လို့ရိုက်ပါတယ်နှစ်6ပေါင်းရင်8နှစ်လို့ရိုက်ရင်ဆိုရင်4ဘိတ်အခုကခွင်လို့ရိုက်မှာနှစ်ပါဝါခွင်နှစ်ပါဝါခွင်လို့ရိုက်ရင်ဒါဆိုရင်9ဘိတ်ဒါဆိုရင်နှစ်ပါဝါခွင်နှစ်ပါဝါနှစ်တူနှစ်လို့ရိုက်မှာဆိုရင်ဒါနှစ်ပါဝါခွန်းနဲ့ရိုက်တယ်နှစ်တူနှစ်လို့ရိုက်မှာဆိုရင်2 6 4ဒါ၄ကိုဒါ၄ကိုချင်း ဒါဆိုရင်၄ခုချိန်သူကဒီအရုံးကတော့6တူချိုက်လို့ဒီက6 6မို့လို့ရှစ်ရှစ်၃ညပေါင်းရင်6ဒါဆိုတော့၃ညပိတ်ဒီကနှစ်ပို့လို့နှစ်ဖြစ်ချင်းရင်နှစ်6လေးမှနှစ်သူကじゃနှစ်ပါဝါခွန်းလို့သူကဖြစ်တယ်ဖြစ်လို့ဒါကြောင့်မို့ကျွန်တော်၄ပါဝါ9 9တခုဟောပြီကဲနောက်တစ်ခုကြည့်အောင်ဒီမှာ1ဒီက1မို့လို့ tiết được tiết lực dạy mà là tiết bảo hòa chào lực dạy mà là chắc sinh ra gì ba ta số tiết bảo hòa tiết được tiết lực dạy như vậy ba gì đó bộ hòa lực chào lực chào lực dạy như xí xí nhà bao nhiêu chào ta số yên tiết tiết một lực tiết bảo hòa tiết tiết được tiết lực dạy như tiết bảy tiết bảo hòa chào lực dạy như chào bảy đại gia mu tiết chào từ lâu thì à tiết chào tiết chào từ lâu thì ဟုတ်ရှင်းတယ်နော်ဒါတော့က6လို6လို့ရိုက်တယ်ဒါကြပါဝါနှစ်ပါဝါခွင်းနှစ်ပါဝါခွင်းလို့ရိုက်ပါတယ်269နှစ်တူနည်းလို့ရိုက်ရင်၄ထက်၄ဘိတ်ဒါနှစ်ပါဝါခွင်းမလို့ရိုက်တယ်ဒါဆိုရင်လေတစ်တူတစ်လို့ရိုက်ဆိုရင် တစ်ဘိတ်တစ်ဘိတ်တစ်ပါဝါ6လို့ရိုက်ရင်9တစ်ပေါင်းရင်30 30ကို6ဘိတ်ထက်ဒါတစ်ပါဝါ6ဒါတစ်6တစ်လုံးထိလို့ကျွန်တော်ကပေးထားပါတယ်အားကြောင့်မို့စောစောက တစ်တူတစ်လို့ကျွန်တော်ရိုက်မယ်ထင်ဆိုရင်ဒါဆိုရင်စောစောကျွန်တော်ပြတဲ့ဒီတစ်ပိတ်တစ်ပိတ်လို့အားကြောင့်မို့ကျွန်တော်တစ်ပိတ်လိုင်းရတော့နှစ်ခုတော့တွေ့ထားတယ်ဒီမှာဒီဒါတစ်ပိတ်လိုင်းပြထားတယ်အခုကလည်းပဲဒါတစ်ပိတ်လိုင်းတစ်ပိတ်လို့စင်မလားတစ်ပါဝါ6လို့စင်မလားဒါဆိုတစ်6ဒလုံးထိပါဟုတ်ပြီနော်โอเคနောက်တစ်ခုကြည့်အောင်နောက်လည်းကြည့်အောင် နှစ်နှစ်ပေါင်းရင်နှစ်နဲ့နှစ်နဲ့ပေါင်း၄ပါဟုတ်ပြီနော်နှစ်နဲ့နှစ်နဲ့ပေါင်း၄၄ဆိုတော့ကြဒီမှာ၉ဒီမှာ၁ဒီမှာ၄၉၄ပေါင်းရင်၄လားဟုတ်ပြီနော်နှစ်နှစ်ပေါင်းရင်၄မလို့၉၄ပေါင်းရင်၄ဖြစ်တာလားချမေစရကဲအဲ့လိုဆိုကြည့်အောင် nó được hưởng tôi nhà tôi bao nhiêu tôi nhà này tôi này bao tôi mà họ bị nó tôi nhà này tôi này bỏ tôi là sao vậy tôi tôi bao quá xe ờ tôi bao quá xe lự giải bài đấy ờ tôi giờ tôi bao quá xe lự giải đuôi đấy ။ဒီအရုံကနှစ်နှစ်ပေါင်းချင်းလေးလေးပေါင်းကကိုလိုမရမနဲ့လေးလေးတူလေးလို့ဒီကပေးတယ်။လေးတူလေးလို့ရိုက်တယ်။ဒါကြောင့်တုံညာပါဝါ၊တုံညာ၃ပေါင်းချင်း၃ဆိုရင်၃တုံ၃တုံပေါင်း၃တုံညာပေါင်းချင်း၃ဆိုရင်၂၆၃ဖြစ်အောင်ပါသေးမှာ။၅ဒါဆိုရင်ဒါဆိုရင်၅၅တက်လို့ဟုတ်ပြီနော်၅လို့ဒါဆိုလည်းပဲ၅၃ညာဒါကြလေးပါဝါ၉ဆိုရင်၉၄ ဲကိုလီအဲ့လိုရှိတယ်ချင်းမေဆိုတော့သူကလည်းနှစ်ခုလိုပဲကဲအဆိုဒီရလေးကြည်အောင်တစ်ရှစ်ပေါင်းရင်တစ်နှစ်ရှစ်နှစ်ပေါင်း9ပါ9ကိုကိုဆိုကြခွင်ရှစ်ပေါင်းရင်ဘယ်လောက်တော့ခွင်ရှစ်ပေါင်းရင်တက် đi khung sĩ bao nhiêu đi cố phi ông bà thêm cố phi xe cố bảo và lý lực phi chính nhé đâu số nhé xe số nhé xe số nhé cố được cố lực giải xe xe thị cố và lý lực giải sinh đồng thị đã trong một xe đâu thì ra tiếp theo đi kì chứ mình sẽ ဲ့လိုရှိတဲ့အကြောင်းလေးကျွန်တော်ပြထားပါတယ်ဒါလေးကနှစ်ကွက်နှစ်ကွက်စိုက်လေးနဲ့ကျွန်တော်ပေးထားတယ် ဒါ၈ထိတ်၃ထိတ်ဟောပြီနော်၈ထိတ်၃ထိတ်ကဲဒါဆိုရင်ဘာရှိတော့၈တိရှိမယ်၈တိရှိမယ် ချင်းမေဆိုတော့ကနာတော့ကျွန်တော်ကနာလေးရတော့ဒါနမူနဲ့ပြထားလို့မင်းရတော့ရှစ်တက်ပါရှစ်တက်မင်းရှစ်တက်ရှစ်တက်နဲ့ရှစ်ချောက်ရှစ်တက်ရှစ်ချောက်မင်းမဟုတ်ပြီလားရှစ်တက်နဲ့ရှစ်ချောက်မင်းအရန်၃တက်ဒါမင်းရှစ်တက်နဲ့ရှစ်ချောက် အရန်3 3 6ဒီကတော့တစ်ပိတ်အာတန်နေဗျာကျွန်တော်ကတော့တစ်ပိတ်ရှစ်ထိတ်နေဒါမဲ့ချင်းချင်းထုတ်ပေါ့ရှစ်တက်ရှစ်ချောင်း3 3 6ပါအေးအားလုံးပေါ်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ချစ်မိတ်ဆွေတို့များဟုတ်ပြီလား